ညှောလင်းချက်တော့ရှိတာပေါ့ဖះပေးတဲ့အတိုင်းပေါ့ဟုတ်အဲအဲ့လိုရောမတွေးထားပါဘူးအခုမှလည်းအိမ်တော်ပြုတ်လာတာပေါ့နော်အခုအခုဆိုရင်တလားတလားပဲရှိသေးရဲ့ဆိုတော့လေစန္ဒာကတော့ဘုရားသခင်အလိုတော်တိုင်းပေါ့ ားကြီးတော့စဉ်းစားထားတော့မရှိဘူး။သာသမီယတနာကတော့ရရင်လည်းယူမယ်ပေါ့။အဲမရတော့လည်းမရလို့မရတဲ့အတိုင်းပေါ့ညီမလေး။အများကြီးလည်းအဲ့လိုကြီးမှန်တိုင်းပြောရရင်မျောလင့်ထားတာတော့မရှိဘူး။အမတို့ကအသက်အရွယ်တခုလည်းရောက်နေပြီ။အရင် stress တွေမလိုချင်ဘူးလေ။ဟိုအရင်တခုခုကိုဆိုရင်ကွာအမက seriousness အရင်ထားပြီးတော့မျောလင့်နေတာမျိုးတော့မလုပ်ထားဘူး။အကိုနဲ့လည်းအဲ့လိုလေးတိုင်ပင်ထားရတယ်။ရင်သွေးယတနာရရင်လည်းယူမယ်မရရင်လည်းအဲတိတ် serious စိတ်ထဲမှာမထားဘူးပေါ့နော်။အဲ့လိုပေါ့ပေါ့ပါးပါးလေးပဲထားရတယ်။ โอเคใช่ๆมาว่ะใช่ๆมาว่ะอารมณ์เลยเอ่อไอ้น้องจ่ายเนาะขนาดบ่ลาบ้านหลอกนี่ย่อเอ่อดีโอเว้ยบ่เนาะมังคอยานอกกูมามังคอยาไล่มาล่ะสอไล่อย่างว่ะสอเลยอ่ะจังดีเดทตะชิ้นเลยอ่ะอธิบดีชื่อเว้ยบ่เนาะมามังคอยาไล่มาล่ะสออ่ะจังอกูไล่ตัวออกมาสอတော့ต้องลาหลอกတော့จ่าว่ะมั้ยบ่จ่าแม่ลาแม่บ่ขนาดว่ะบ่เนาะมิงลาซอมไปตะชิ้นนี่แท้เอ๊ะมิงลาซอมมาอธิบดีเนี่ยอสอะไรอ่ะอธิบดีเนี่ยมังคอยาไล่ยามเลยสอลูกอ่ะจังอะปี้တော့หมูเต็มบ่ အပြီးမဟုတ်ပါဘူးနောက်ဆုံးလောင်းကလည်းဒီဘက်မှာလည်းဒီဘက်ကဟိုနေတဲ့အခြေကျပြီးနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက်လည်းမြန်မာနိုင်ငံကတော့လာဖြစ်နေအောင်ပါပါဟုတ်ပါဆိုရင်လေအအကိုဆိုရင်လေကိုဝေယံဆိုရင်လေသူ့မိဘတွေမိသားစုတွေလည်းဒီဘက်မှာရှိရဲအအမဆိုလို့ရှင်လေဒီဘက်မှာမိသားစုတွေရှိရောလေလာပြည့်နေရောမှာပါဟိုဘက်ဒီဘက်သွားလိုက်လာလိုက်ပေါ့အခုကတော့အဲ့ဒါကတော့ဖျားပေးတဲ့အတိုင်းပေါ့မျောလင်းချက်တော့ရှိတာပေါ့ဖျားပေးတဲ့အတိုင်းပေါ့ဟုတ် အဲအဲ့လိုရောမတွေးထားပါဘူးအခုမှလည်းအိမ်တော်ပြုတ်လာတာပေါ့နော်အခုအခုဆိုရင်တလားတလားပဲရှိသေးရဲ့ဆိုတော့လေစန္ဒာကတော့ဘုရားသခင်အလိုတော်တိုင်းပေါ့အဲ့လိုခုနပြောသလိုပေါ့ဟိုကတော့ရရင်ယူမယ်ပေါ့ဟုတ်အဲ့လိုရောအများကြီးရောကြုံတွေးထားတာမရှိသေးပါဘူးညီမလေးရဲ့မအားတော့လေအခုမှအဲအိမ်တော်ကြကာစားဆိုတော့လေအဲ့လိုမျိုးပေါ့ family life plan ကတော့အားလုံးတွေးထားသလိုပါပဲအားလုံးဒါအိမ်တော်ကြကာစားလူတွေရဲ့တွေးထားတဲ့ အတိုင်းပါပဲလူပါပဲအများကြီးတော့စဉ်းစားထားတော့မရှိဘူးသာသမီယန္တနာကတော့ရရင်လည်းယူမယ်ပေါ့အဲမရတော့လည်းမရလို့မရတဲ့အတိုင်းပေါ့ညီမလေးအများကြီးလည်းအဲ့လိုကြီးမှန်တိုင်းပြောရရင်မျောလင့်ထားတာတော့မရှိဘူးအမားတို့ကအသက်အရွယ်တခုလည်းရောက်နေပြီအရင် stress တွေမလိုချင်ဘူးလေဟိုအရင်တခုခုကိုဆိုရင်ကွာအမက serious တီအရင်ထားပြီးတော့မျောလင့်နေတာမျိုးတော့မလုပ်ထားဘူးအကိုနဲ့လည်းအဲ့လိုလေးတိုင်ပင်ထားတယ်ရင်သွေးယန္တနာရရင်လည်းယူမယ်မရရင်လည်းအဲတိတ် serious စိတ်ထဲမှာမထားဘူးပေါ့နော်အဲ့လိုပေါ့ပေါ့ပေါ့ပါလေးပဲထားရတယ် လိုတော်ကြပေါ့နော်ဟုတ်တယ်အဓိကကတော့အဖခင်တခင်လိုတော်တိုင်းပေါ့ဟုတ် तू อ่ะ तू ကတော့တူမကြီးอ่ะတူမကလည်းတယောက်ပဲရှိတာအမေရိကမှာတစ်ခါမှလည်းမတွေ့သေးဘူးဆိုတော့အိမ်မှာခလေးရမရှိရော तू तू อ่ะ तू လိုချင်နေဟာ तू လိုချင်อ่ะနောက်ကကြော်တက်လေလို့ပြောထားတယ် तू ကြော်တက်ခိုင်းတာရယ် ူကတော့အတင်ပဲသူ့ကိုတော့ပြန်ထိန်းနေရတာပဲသူ့ကိုတကယ်တော့သူ့ကိုပြန်ထိန်းနေရအောင်နော်အဲ့ဒါပြောသေးတယ်ကလေးမျိုးတော့ဆိုသူ့ကိုမွေးစားပါလားတဲ့ပြောသေးတာကောင်မလေးကမမွေးစားတော့ဘူးလို့ရမ်းကြီးနေပြီလို့ 哦ရှိပါတယ်ရှိရပါဘောဟွာကြတော့ညီမလေးရကြတော့ကိုထက်လည်းအဲ6နှစ်လောက်ငယ်တယ်ပြီးတော့ခုနပြောသလိုပေါ့သူကကလေးပေါ့အမိသားစုထဲမှာလည်းငယ်ဆုံးလေးဖြစ်တယ်ကလေးလည်းဖြစ်တယ်ဆိုတော့အဲစိတ်ပူရာလေးလည်းရှိရပေါ့ပြီးတော့အမိသားစုထဲမှာငယ်ဆုံးလည်းဖြစ်တယ်ခုနပြောသူကလေးဆန္ဒလေးလည်းရှိတော့လေအများကြီးစိတ်ပူရာတွေရှိရအများနဲ့လဲဖုန်းဆက်သွယ်ရလုပ်တယ်နောက်တော့အတော်ဆိုလဲစိတ်ပူတယ် Chris ကအစားတည်းက Twitter တက်တယ်ဘယ်ဘသူ့ကိုမဆိုအဲ့လိုစိတ်ပူတက်တဲ့ဟာလေးကရှိရခါကြာ လေတခုခုဆိုအားလုံးကိုတန်ရောစင်နေရှိစိတ်တွေပူးအဲ့လိုမျိုးအဲ့ဒါကြောင့်ခုနပြောတာတန်ရောစင်နေဆိုတာအဲ့ဒါကြောင့်အများကြီးမမျောလင့်ထားဘူးရရင်လည်းရပါဘောလေအဲအဲ့လိုမျိုးပေါ့ရပါပြီအဲ့လိုပါဆိုတော့လိုက်ပေါ့မှာအဲ့ဒါတတမီမီရေပေါ့အဲဟုတ်ကဲ့ပါအမအဲ့တော့ဩထူထူတော့မရှိပါဘူးပြိသက်တွေရဲ့ချစ်ချင်းမေတ္တာတွေရတဲ့အတွက်လည်းဒီနေရာနေကျေးဇူးအများကြီးတင်ပါတယ်ဆုတောင်းစကားတွေအတွက်မေတ္တာစကားတွေအတွက်လည်းကျေးဇူးအများကြီးအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့ပါရှင်